ယခုမြင်တွေ့နေရတဲ့သူကတော့အာမက်ဒီတက်လို့ခေါ်တဲ့မွတ်စလင်ဘာသာရေးကောင်းဆောင်တယောက်ပါသူဟာဒေါက်တာဇခရိနိတ်ရဲ့လက်ဦးဆရာလည်းဖြစ်ပါတယ်ဒေါက်တာဇခရိနိတ်ဒီကနေ့တုံးဆွဲတဲ့စကလုံးတော်တော်များများဟာအာမက်ဒီတက်စီကနေအမွေဆက်ခံခဲ့တာဖြစ်ပါတယ်အာမက်ဒီတက်ဟာဆိုရင်ခရစ်ယာန်ဓမ္မဆရာပေါင်းများစွာနဲ့ဒီဘိတ်တွေဆင်နွှဲပြီးတော့စကားကြုံမှုတွေရှိခဲ့ပါတယ်သူ့ရဲ့စကားကြုံမှုကြောင့်ပဲသူ့ဘဝမှာစကားလုံးဝမပြောနိုင်ပဲနဲ့ ကျင်းစာတင်ခဲ့ရပါတယ်။ဒါဆိုရင်သူဟာဘလို့စကားမျိုးကျူးလွန်ခဲ့တာလဲ။သူ့ရဲ့ဘဝမှာရောဘလို့ကံဆူမှုအောင်ကြာချင်းတွေဖြစ်ခဲ့လဲဆိုတော့ကိုဒီနေ့ဗီဒီယိုမှာပြောပြသွားမှာဖြစ်ပါတယ်။အာမက်ဒီတဲ့ဟာဆိုရင်အိန္ဒိယနဲ့အာဖရိကကပြားတယောက်ပါ။မွတ်စလင်ဘာသာဝင်တယောက်ပါ။ မွတ်စလင်ဘာသာဝင်တယောက်ဖြစ်ပြီးယေရှုခရစ်တော်ကိုတမန်တော်ဣသာအနေနဲ့ပဲလက်ခံပြီးတော့ယေရှုခရစ်တော်ဟာလက်ဝါးကားတိုင်းပေါ်မှာဘယ်တော့မှမတက်ခဲ့ဘူးယေရှုခရစ်တော်ဟာဘယ်တော့မှအသင်မခံခဲ့ဘူးယေရှုခရစ်တော်ဟာဘယ်တော့မှမထမြောက်ခဲ့ဘူးဆိုပြီးတော့ယုံကြည်ထားကြပါလေဒီယုံကြည်ချက်အတိုင်းပဲသူဟာဒီဘိတ်လို့ငင်းခုန်ဆွေးနွေးပါတယ်အဲ့ဒီခါမှာသူ့ဘဝမှာအဆက်ပွဲခြင်းတွေယခုအတိုင်းကြုံတွေ့ခဲ့ရပါတော့တယ် throughout the length and breadth of the 27 books of the New Testament, there is not a single statement made by Jesus Christ that I was dead and I have come back from the dead. We have been beating. I I'm not sure that I heard myself that you said nowhere in the 27 books of the New Testament did Jesus ever say he was dead and alive. May I read to you from the book of Revelation, chapter 1, verse 18? He said, I am the living one. I was dead, and behold, I am alive forevermore. မွတ်စလင်ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့အာမက်ဒီဒက်ဟာဆိုရင်သူ့ဘဝမှာအမှားများစွာလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့အာရဗ်လူမျိုးမွတ်စလင်ဘာသာဝင်ကနေခရစ်ယာန်ဘာသာကိုကူးပြောင်းသွားတဲ့ဓမ္မဆရာတွေနဲ့ဆွေးနွေးမိတာပါ။အဲ့ဒီဓမ္မဆရာရဲ့နာမည်ကတော့အန်နစ်ရှာရုစ်လို့ခေါ်ပါတယ်။အန်နစ်ရှာရုစ်ဟာဆိုရင်ပါလက်စတိုင်းလူမျိုးအာရဗ်လူမျိုးတယောက်ဖြစ်ပါတယ်။တို့တော့ယေရှုခရစ်တော်ကိုတဝင်ယုံကြည်လာခဲ့တဲ့သူဖြစ်ပါတယ်။ သူနဲ့အတူသူဟာဒီဘိတ်လို့ငင်းခုံဆွေးနွေးပါတယ်အဲ့ဒီခါမှာဒီစကားကိုမာရင်စွာသူကျူးလွန်မိပါတယ်မင်းမားလားငါမားလားမားတဲ့သူကိုဖရဲသခင်ကတတက်လုံး silent လုပ်ပါစေမားနေတဲ့သူကိုဖရဲသခင်ကတတက်လုံးပဆက်ပိတ်သေးပါစေဆိုပြီးတော့ချိန်ဆခဲ့ပါတယ်ဒီချိန်ဆချက်အတိုင်းပဲ1996ခုနှစ်ရောက်လာတဲ့အခါမှာတော့သူဟာစကားလုံးဝ မပြောနိုင်ပဲနဲ့အာယုံကြောတစ်ခုလုံးပျက်စီးခဲ့ရပါတယ်။ကတိန်ပေါ်မှာပဲဘုံဘုံလဲခဲ့ရပါတယ်။စကားတခွန်းလေးတောင်မှသူလုံးဝမပြောနိုင်တော့ပါဘူး။မွတ်စလင်ဘာသာဝင်တွေကသူ့ကိုလာရောက်နှစ်သိမ့်ကြတယ်အားပေးစကားဆိုကြတယ်စကားပြန်ပြောနိုင်အောင်အများကြီးဘဲခါနေတိုက်တွန်းနှိုးဆော်မှုတွေများစွာပြုတ်လုခဲ့တော့ညာလဲသူဟာစကားလုံးဝမပြောနိုင်တော့ပါဘူး။တသက်လုံးသူဟာ silent ဖြစ်ခဲ့ရပါတယ်။ ဘလို့မှစကားမပြောနိုင်ပဲနဲ့ကြိမ်ပေါ်မှာကိုးနှစ်တိတိလဲလျောင်းခဲ့ရပါတယ်ဒီလိုနဲ့နောက်ဆုံးမှာ2005ခုနှစ်ဩဂုတ်လ8ရက်နေ့ရောက်လာတဲ့အခါမှာတော့သူ့ဘဝနေဝင်မိကုံချုပ်ခဲ့ရပါတယ်ဒီအဖြစ်ပြက်ထဲကနေဘာကိုတင်ခန်းစာယူဆချင်လဲဆိုတော့မိတ်ဆွေကြမ်းကြုံရင်နှုတ်လို့ရပါတယ်စကားကြုံရင်တော့နှုတ်လို့မရပါဘူး တစ်ဆက်ထဲမှာသိစေချင်တာကတော့ယေရှုခရစ်တော်ဟာတမန်တော်ဣဆာမဟုတ်ပါဘူး။သူဟာဆိုရင်ဖယားတကာတို့ရဲ့ဖယားပါ။ဘယင်တကာတို့ရဲ့ဘယင်ပါ။အဲ့ဒီဖယားတကာတို့ရဲ့ဖယားဟာနှိမ့်ချခြင်းနဲ့ဒီလောကထဲမှာဆင်းကျွားပလာပါလေ။ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေရဲ့အပြစ်တွေအတွက်လက်ဝါးကားတဲ့ပုံမှာတကယ်ပဲအသွေးတွန်းလောင်းခဲ့ပါလေ။အပြစ်အခဖြစ်တဲ့တေချင်းတရားကိုလေကားတိုင်းပေါ်မှာအမှန်အကန်အစစ်အမှန်စပ်ပြီးတော့ တည်ဆုံးခဲ့ပါတယ်သူ့ရဲ့အသက်ကိုသူဇီဝင်ချုပ်ပြီးတော့ဂါးတိုင်းပေါ်မှာတည်ဆုံးခဲ့ပါတယ်ဒါပေမဲ့ဖျားစစ်ဖျားမှန်ဖြစ်တဲ့အတွက်၃ရက်မြောက်မှာရှင်ပြန်ထမြောက်ခဲ့ပါတယ်ဒါကြောင့်ယေရှုခရစ်တော်ဟာထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်တယ်ယေရှုကဒီလိုပြောပါတယ်ငါ့ကိုယုံကြည်သောသူတို့တည်လွန်တော်လဲရှင်လိမ့်မယ် ဆိုလိုချင်တဲ့အရာကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်တည်သွားပြီမယ်ကိုယ့်ရဲ့ဝိညာဉ်ဟာဆိုရင်အသက်ရှင်တဲ့ဖရာသခင်နဲ့အတူသာဝရဒုက္ခပုံမှာစံစားရမှာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတင့်ကိုယေရှုခရစ်တော်တိတ်ချစ်ပါတယ်တင့်ရဲ့မိုက်ဖြစ်တွေအတွက်လက်ဝါးကားတဲ့ပုံမှာပေးဆက်အသေးခံပြီးတော့သုံးရက်မြောက်မှာရှင်ပြန်ထမြောက်တဲ့ဖရာစစ်ဖရာမှန်ဟာယေရှုခရစ်တော်ဖြစ်တယ်ဆိုတဲ့သတင်းလေးကိုကြားပြုံးရင်းနဲ့နောက်ဗီဒီယိုမှာဆုံတွေ့ကြရအောင်